အိမ်အောင်ပြုတော့မယ်ဆိုရင်အချိန်10မိနစ်ထဲနဲ့နောင်တမရရှင်ဘူးဆိုရင်ဒီစာပေလေးကို နားဆင်ကြည့်ပါအိမ်အောင်ပြုတယ်ဆိုတာကလေးကစားစရာအလုပ်မျိုးမဟုတ်ပါဘူးလေးနဲ့တော့ပေါင်းဆက်ရှင်ဖြစ်တယ်ဒါကြောင့်ကာမစိတ်တစ်ခုတည်းကိုတည်ပြီးမမောနေရင်အိမ်အောင်မပြုပါနဲ့စစ်တာတစ်ခုတည်းကိုတည်နေရင်လည်းအိမ်အောင်မပြုသေးနဲ့ဦးကျင့်ကြပြီးအသိပညာပြည့်စုံမှသာအိမ်အောင်ပြုတင်ပါတယ်ယခုကအသက်55ဆောက်ဆိုး တလင်ခွဲနလင်ခွဲသုံးလင်ခွဲဖြစ်နေကြပြီယောက်ျားလေးဆိုလဲမိမတယောက်ပြီးတယောက်ပေါန့်ဖက်နေကြတဲ့ခေပြက်ကြီးပါအเจ้าကဘူးမတိဘာမတိပဲစစ်ကြကြိုက်ကြညားကြတယ်ရှင်းချက်မှုမရှိအတွေးကိုနေပြီးအလောက်ကင်မနိုင်ရင်ရံပြစ်စကားများပြီး꽌ကြတယ်အိမ်တော်မပြုတ်မီကိုကိုကိုအရင်သုံးသက်ကြည့်ပါယောက်ျားလေးဆိုရင်အိမ်တော်ဦးစီးနေရာကိုကြေပွန်စွာထမ်းဆောင်နိုင်ပြီလားမိသားစုကိုရရှာဖွေကျွေးမွေးနိုင်ပြီလား အလုတ်ကင်ကိုရောပိုင်ပိုင်နိုင်နိုင်လှုပ်ဆောင်နိုင်ပြီလားကိုရဲ့မိမနဲ့ပတ်သက်တဲ့ကိစ္စအဝဝကိုတာဝန်ယူနိုင်ပါသလားလေးလာတင်ယူမှုကပြည့်စုံပြီလားမိန်းကလေးဆိုရင်လည်းထိုနည်းတူပဲအင်ရှင်မကောင်းတယောက်ဖြစ်အောင်လှုပ်တတ်ကင်တတ်ပြီလားလင်းဝက်တရားကိုကြေပွန်စွာထမ်းဆောင်နိုင်ပြီလားယောက်ျားရှာဖွေသမျှကိုရောဘလို့စူဆောင်းပြီးဘလို့တိုးတက်အောင်ကြက်ဆောင်နိုင်ပါသလဲမိခင်နေရာရောက်ရင်လည်းကိုရဲ့သားသမီးကိုဒေသာသူတင်ဆုံးမတတ်ပြီလား အပြိုဘဝလိုပေါက်ပြက်ပြက်နေထိုင်လို့မရတော့သလိုကျင့်ကြံတည်ငြိမ်စွာ နေနိုင်ပြီလားဆိုတာပါပဲတကယ်တော့အိမ်အောင်ပြုတ်တယ်ဆိုတာတွေးတက်စဉ်းစားတတ်ရင်အရန်ကိုခက်ခဲပါတယ်ဖြစ်သလိုပဲဖြစ်ပါစေညာပြီးရင်သူ့အလိုလိုနေသားကြသွားမယ်လို့စောက်ပင်းအုံနောက်မျိုးနဲ့မတွေးပါနဲ့သင်တို့ရဲ့အနာဂတ်မှာဇနီးကောင်းလင်ကောင်းဖြစ်အောင်ပဲစူးစမ်းပြီးနေထိုင်နိုင်မှသာအိမ်အောင်ပြုစေချင်ပါတယ်လင်ရမရရဖြစ်လာပြီးဆိုရင်တယောက်ပေါ်တယောက်လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ရမယ်အကောင်အဆိုးကိုလည်းအတူတူမျှဝေခံစားနိုင်ရမယ်အခက်ခဲဆိုတာရှိစမြဲပါတယောက်ကိုတယောက်လေးအပြစ်မတင်ကြပါနဲ့ကျန်လဲမဖြစ်ကြပါနဲ့အကျင့်ပါသွားနိုင်ရင်ဒေါသနဲ့ပြောလဲဒီစကားပါပဲပြည်ပြည်လင်းလင်းပြောလဲဒီစကားပါပဲသို့တော့ကောင်းကောင်းမွန်မွန်ပြောဆိုညီနိုင်ရှင်ကအရန်ကိုတံပိုးရှိစေပြီးပြေလဲစေပါတယ်အခုကြည်နေတဲ့သူကအိမ်အောင်ဦးစီးဖြစ်နေရင်အရက်သေးစားနဲ့လောင်းကစားလှုပ်ရှင်ကို ်ဆောင်ကြည့်ပါအစာကောင်းမှအနောင်သေးသလိုမွေးလာတဲ့ကာသမီကိုလမ်းစာမခင်ပြပါနဲ့တံပိုးရှိစွာ နေထိုင်ရင်အပိုးတန်တဲ့ကလေးများကိုသာရပါလိမ့်မယ်အင်ရှင်မဆိုရင်လည်းတာသမီများကို လိမ်မာရေစားရှိအောင်တုံ့ပြန်ဆုံးမနိုင်ပါစေအစဲတော်မပါစေနဲ့ကြားပါများရင် ကလေးတွေကပါဇက်တဲ့ဆွေနေတက်တယ်တင်လွယ်တက်လွယ်အရွယ်မှာအကောင်းဆုံးဖြစ်အောင်လမ်းပြပါတန်ဆိုတာပူတော့မယ်လိုချင်တဲ့ပုံစံကိုထူးဆင်းလို့ရမယ် အေးခဲလာလေလေမာကျော်လာလေလေပဲတာသမီမကောင်းရင်မိပါကောင်းတဲ့ဒါကြောင့်ตายရတော့မိသားစုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေအခုကြည့်နေတဲ့သူများလည်းအတ္တိပညာတိုးပွားပြီးအများကြီးမဟုတ်ရင်တော့အတ္တိတရားတစ်ခုကြာလာပါလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ကတော့ဝေဖန်အောင်ဖြစ်ပါတယ်စာပေဘုဒ္ဓတရားလေးတွေမြောက်ဝယ်ပေးနေတာပါဒီလိုစာပေဘုဒ္ဓတရားလေးတွေကိုကျိုင်းနေတတ်တယ်ဆိုရင် ကျွန်တော်ရကောက်လေးကိုလိုက်ရန် follow လေးနဲ့ ကူညီပေးသွားကြပါဦးလို့မြတ်တာရက်ခံပါရစေ။